ဒီနေ့မှာတော့မြန်မာနေရှင်နဲ့ airline ရဲ့ Boeing 737ဖွင့်ကြီးလေးကိုပြပြပြသွားပါမယ်ကျွန်တော်တို့လေရင်လေးဝင်ချင်းဘာတစ်ခုမှမဖွင့်ထားဘူးဗောနော်အဲစခွေတွေအကုန်လုံးလည်းပေါင်မဲနေမယ်အဲ ground power မီလေးတစ်ခုပဲလင်းနေမှာဗောနော်ကျွန်တော်ညားတွေပါရေဖွင့်ရမယ်ဆိုရင်လေရင်ကအဲမောင်မဲနေအဲ့မီလေးကိုပဲကြည့်ပြီးဖွင့်ရတာလေရင်တော့ battery ကိုဖွင့်မယ်ဗျ battery ဖွင့်ပြီးတော့စက္ကန့်ပိုင်းလောက်ဆောက်ပြီးတော့ ground power unit လေးဖွင့်ပေးပါโอเค GPU ပွင့်ပြီဆိုတော့ရပါပြီ အဲကျွန်တော်က GPU လေးကုန်အားကုန်ပါကြလို့ကျွန်တော် GPU ကားခေါ်လာလိုက်မှာ GPU လေးဖွင့်ပြီးပြီဆိုရင်ကျွန်တော်တို့ emergency light လေးဖွင့်ရမှာเนาะ emergency light လေးကကျွန်တော်ညတွေမှာပဲဖွင့်တာမနော်မနက်ပိုင်းသိမဖွင့်မဖွင့်ဘူးပေါ့နော်အဲကြောက်ခေါ်ကျွန်တော်ဖွင့်ပြီးသားကြလို့မဖွင့်တော့ဘူးပါပြီးကျွန်တော်တို့ IIS ကို Navy ထားရမယ်အဲ့လို IIS ရှိတဲ့ cloud စီသွားမယ်ကျွန်တော်တို့ cloud နှစ်ခုလုံး Navy ပြောင်းပေးထားရမယ်အဲ့ဒါဆိုရင်တဆင့်ပြီးသွားပြီ ဒလိန်မော်ဆက်လိတ်မတော်ရခပ်ပတ်ပတ်ထားပါဆိုတဲ့အအချက်ပြမီးဖြန့်ထားမယ်ပြီးပြီဆိုရင်ခနာဆောက်မယ်ခနာဆောက်ပြီးရောကျွန်တော်တို့အဖျူရပန့်တို့ဖြန့်မယ်ဘောနော်ဖျူရပန့်ကျွန်တော်စီပိုက်ပေါ့စီပိုက်ကိုဒီပိုက်ဖြန့်ထားမယ်အအအအမှကျွန်တော်အတန်လေးစောက်ချရည်ပြီပြီးရင်ကျွန်တော်တို့ APU စောက်ဖြန့်လို့ရပါပြီ APU ကိုကျွန်တော်တို့နှစ်ချက်ဆွဲမှာပေါ့နော်ပထမတစ်ချက် on ဒုတိယတစ်ချက်က step ဖြစ်ပါတယ်အဲ့တော့အဆုံးအထိဆွဲချလိုက်မယ် APU လေးကို ပြီးပြီဆိုရင်လွတ်ပြီးတော့ကျွန်တော်ခဏဆောင်းပါပေါ့ဆိုရင်ကျွန်တော်တို့စောင်းနေတဲ့အချိန်တည်းမှာဒီဘက်က left pair right pair ဆိုတာလေကျွန်တော်တို့ auto ထားပြီးလိုက်ပါတော့အရှိအောက်တော့ကျွန်တော်မပြောတော့ပါဘူးပြီးရင်ခဏဆောင်းအောင်ပါမယ်ကျွန်တော်ဒီဘက်မှာတိုင်ခွက်လေးတွေ့ပါတယ်အဲ့တိုင်ခွက်လေးမှာမြားလေးကအပေါ်ထိမတက်မချင်းအောင်စောင်းနေရမှာဖြစ်ပါတယ်အဲ့အဲ့တော့ကျွန်တော်လေးရင်တစ်ခါထွက်ပြီဆိုရင်အနည်းဆုံးနိုင်ဝက်လောက်တော့ဒါဆက်နိုးရပါတယ်အခုဆိုမြားလေးစတက်ပါပြီအမြားလေးအပေါ်ရောက်ပြီးအောက်ကြားတဲ့ချိန်တွေကျွန်တော်တို့ APU ပွင့်ပါပြီ ်အပြန်ကြောင်းမဲ့အချိန်မှာကျွန်တော် EPU bleed ကို on ပေးလိုက်ပါမယ်။အဲမှာကျွန်တော် EPU run နဲ့အတန်ကြားပါမယ်။ပြီးရင်ကျွန်တော်တို့အဲဒီမြားလေးအောက်ထုံးလေးမရောက်မချင်းဆောက်ရပါမယ်။အောက်ပုံးလေးရောက်ပြီဆိုကျွန်တော် EPU generation လေးကိုဖွင့်ပေးမှာဖြစ်ပါတယ်။အဲဒီကောင်လေးတွေဖွင့်ပေးရမှာပေါ့နော်။အခုကမြားအောက်မကြသေးတော့ဖွင့်လို့မရသေးပါဘူး။ကြားပြီဆိုရင်အကောင်လုံးကိုဖွင့်ပေးလိုက်ပါမယ်။ အားလုံးပြီးပြီဆိုရင်ကျွန်တော်တို့ယော်ဒန်ဘာလေးကိုခွင့်လို့ရပါပြီအတော့ယော်ဒန်ဘာရှိတဲ့ခလုတ်စီသွားပြီးကျွန်တော်ယော်ဒန်ဘာလေးအောင်ပေးလိုက်ပါမယ်ဒါဆိုဒုတိယတစ်ဆင့်ပြပါပြီလေရင်အမီပိုင်းမှာအပူငွေတွေထွက်နေပြီဆိုတာ APU ပွင့်နေတာဖြစ်ပါတယ်အားလုံးပြီးသွားရင်ဒီဆင့်မှာကျွန်တော်တို့လေရင်ရဲ့ FNC ထည့်ပြီးတော့ကျွန်တော်တာဝါနဲ့ချိတ်ဆက်ပြီးတော့အဲလမ်းကြောင်းတွေကိုကျွန်တော်ရှင်းချောင်းပြောရမှာဖြစ်ပါတယ်เนาะအဲအဲ့တော့ဒီနေရာကိုကျွန်တော်ကြော်လိုက်ပါမယ် ခုကျူတိုရီယာကျွန်တော်လေရင်ဆက်ဖွဲ့နေကျူတိုရီယာဖြစ်တာကြောင့်ဒီတာဝါနဲ့ချိန်တာလေးကျွန်တော်မပြောပြတော့ပါဘူးဒီဆက်မှာခီးတဲ့တင်တာလေးအာအစားတောက်တင်တာလေးပစ္စည်းတင်တာတွေနဲ့တာဝါနဲ့ချိန်ပြီးတော့လမ်းကြောင်းမေးမြန်းတာလေးလုပ်ပါတယ် Okay ဒါကတော့ Boring 77ရဲ့ဆက်ဖွင့်နေလေးဖြစ်ပါတယ်အာ engine ဖွင့်နေရတော့ကျွန်တော်ဗီဒီယိုရှင်းလုံးတော့ကျွန်တော်ရဲ့ YouTube မှာပဲတင်ပေးထားပါမယ် engine ဖွင့်နေသိချင်တဲ့ browser တွေကကျွန်တော်ရဲ့ YouTube မှာသွားကြည့်ပြီးလို့ရပါတယ်ဗျ Live 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 中直立滚。OK，ဒါဆိုကျွန်တော်တို့ engine ဆောက်ဖွင့်ပါမယ်။ပုံမှန်ဆိုရင် engine ဖွင့်တာကျွန်တော်တို့ push pad လုပ်နေရင်းနဲ့ဖွင့်တာဖြစ်ပေမဲ့အခုကကျွန်တော်တို့ duty လေးဖြစ်ကြတော့ကျွန်တော်ဖွင့်ပြမှာဖြစ်ပါတယ်။လောလောဆယ်ကျွန်တော်ဓာတ်တွေမထီသေးဘူးเนาะ။ဒီ cloud တွေကကျွန်တော်တို့ဗျာပြည်လန်းပေါ်ရောက်မှဖွင့်တဲ့ဟာကြီးဖြစ်လို့ကျွန်တော်မဖွင့်မဖွင့်ပြသေးပါဘူး။ဒါကတော့မီးခလုတ်တွေပါကျွန်တော်တို့ညားတွေပါကြမှောင်တဲ့ခါကျရင်ကျွန်တော်တို့ခလုတ်တွေမမြင်ရတဲ့ခါကျရင်ဒီကောင်လေးနဲ့ချိန်ပြီးတော့ကျွန်တော်ကြည့်ရတာပေါ့နော်။အဲဒီဟောင်းကဘာတိုင်းမှမီးလင်းနေတယ်။အဲ့ဒီမီးမှောင်တွေကိုဒီကနေကျွန်တော်တို့ချိန်လို့ရပါတယ်။ အဲ့တော့ကျွန်တော်တို့လင်းရင်အင်ဂျင်မဖွင့်ခင်ကကျွန်တော်တို့အပေါ်တက်ပြီးတော့အဲပြတင်းပေါက်တွေအပူချိန်လုတ်ပေးတဲ့ဟာကျွန်တော်ဖွင့်မှာနော်ဝင်းဒိုဟီဝင်းဒိုဟီကိုကျွန်တော်အကုန်လုံး off on ပေးလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့စီပိုက်တွေဖွင့်ရပါဘောနော်စီပိုက်တွေဖွင့်ဖို့တည်းကျွန်တော်တို့အောက်သွားပြီးတော့ fuel pump အကုန်လုံးဖွင့်ပေးမယ် okay အကုန်လုံးဖွင့်ပေးပြီဆိုရင်ချက်စောဖွင့်ထားတဲ့အဲပတ်နဲ့အပတ်ကိုကျွန်တော်တို့ပြန်ပိတ်လိုက်မယ်ဒီကောင်မလို့တော့ဘောနော် ပြီးရင်အင်ဂျင်ခလုတ်၄ခုလုံးဖွင့်လိုက်မှာဗျဒါရမီခလုတ်တွေပေါ့နော်ကျွန်တော်တို့အမီခလုတ်တွေအကုန်လုံးဖွင့်မယ်အဲလိုကိုမီတွေကျွန်တော်တောင်ပန်းမီတွေပေါ့နော်အဲဒါတွေအကုန်လုံးဖွင့်မယ် Okay the cabin is secured have a good flight တော့ကျွန်တော်တို့ engine ဆောက်ဖွင့်မယ် engine ဆောက်ဖွင့်မှာဆိုတော့ကျွန်တော်တို့ကညာ engine ဆောက်ဖွင့်မှာဖြစ်လို့ဘယ် engine တစ်ခုကိုကျွန်တော်ပိတ်လိုက်မယ်ပြီးပြီဆိုရင်အဲညာ engine ကိုကျွန်တော်တို့ဒီမှာဒီ clock လေးရှိရဲ့အဲ့ clock လေးကို GRD ဆိုတဲ့နေရာလေးကိုပြောင်းပေးလိုက်မယ်ပြောင်းပြီးအလဲ engine start ကိုပို့ထားတာပြီးပါမယ်အဲပြီးပြီဆိုရင်ကျွန်တော်ဒိုင်ခွက်ကိုတက်ကြည့်လိုက်မယ်ဒိုင်ခွက်မှာနံပါတ်လေးဆက်တက်လာလိမ့်မယ်အဲ့နံပါတ်ကိုအာ20ကြော်တဲ့ထီကိုစောက်ပေးမယ်20ကြော်ပြီးတော့ကျွန်တော်အောက်ကနေခလုတ်လေးကိုတင်ပေးလိုက်မှာပေါ့နော် အင်ဂျင်2ဆိုတဲ့ခလုတ်လေးကိုတင်ပေးလိုက်ပါပါ24ကိုကြော်လာပြီဆိုတော့ကျွန်တော်တို့ engine 2ဆိုတဲ့ခလုတ်လေးကိုအပေါ်ဆုံးတင်ပေးလိုက်ပါမယ်။အဲဒါဆိုကျွန်တော်ပန်ကာဆလဲယူပေါ့။အခုဆိုညာ engine ဆလဲနေတာတွေ့ရပါပဲ။ ဘယ်အင်ဂျင်ကတော့မဖွင့်သေးဘူးဆိုတော့မလဲသေးဘူးပေါ့โอเคဒါဆိုရင်ဘယ်အင်ဂျင်ကိုစောက်ဖွင့်ပါမယ်ဘယ်အင်ဂျင်ဖွင့်မှာဆိုတော့ကျွန်တော်ဘယ်အင်ဂျင်ရဲ့ခလုတ်လေးကို GRD ကိုပြောင်းပေးလိုက်မယ်ပြီးနံပါတ်၄ဆောင်းမယ်နံပါတ်20နဲ့4လောက်ရောက်ပြီဆိုရင်ကျွန်တော်တို့နံပါတ်1ခလုတ်ကိုအပေါ်ဆုံးထိပြန်တင်ပေးလိုက်မှာပေါ့နော် အဲဆိုရင် ကျွန်တော်တို့ဘယ်ဂျင်ပန်ကာစလဲပါပြီ အခုဆိုရင်ဘယ်ရင်ချင်မှာဆက်လည်နေပါပြီအခုပြပတဲ့ tutorial ရဲ့လာကျွန်တော် Boring 77ရဲ့ဆက်ဖွင့်နည်းရဲ့ engine ဖွင့်နည်းလေးပြပပေးသွားပါတယ်အဲနောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိရင် comment မှာရေးထားပေးလို့ရပါတယ်ဗျကျွန်တော်ရဲ့ TikTok account မှာလည်း like ရောက်မေးမြန်းလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်